center ဆိုတာကတော့ဒီကိုနဲ့အဲဆက်ဆက်ပြီးတော့အလုံးလုံးမဲ့သူတွေပေါ့ခုနပြောတဲ့ gas and clearance agency တွေပါမယ် tracking gate တွေပါမယ်ဥပမာကိုပစ္စည်းကအာကာဂိုကဒီထားပါတော့ warehouse တွေမှာချက်ချင်း distribution မလုပ်သေးဘူးတနည်းနည်းအားမတို့လောင်ပြီးတော့အာပစ္စည်းကိုထားမယ်ဆိုရင်ဘာတွေလိုလာမလဲဆို warehouse တွေလိုလာမယ်အာဒီ warehouse ကြီး value added service တွေလုပ်ဖို့အတွက်ဆိုရင်သူက vendor တွေနဲ့ချိတ်ဆက်ရတယ် freight forwarder ဆိုတော့ဟိုအရက်စကားပြောမယ်ဆိုရင်တော့ तू က service ပဲပေးမှာသူ့မှာဘာမှ ဟိုအရန်ကြီးပိုင်ဆိုင်ထားတဲ့ဒီမကားတွေပိုင်တာ warehouse တွေပိုင်တာတင်မောတွေပိုင်တာကိုကကုမ္ပဏီခုအားလုံးဒီထဲမှာဆိုရင်လည်း freight forwarding company ပိုင်ရှင်တွေလည်းပါမှာပါပဲအာဘာဖြစ်လဲဆို freight forwarding company ဆိုတာက service ပေးတယ်သူကသူက service provider ဖြစ်တဲ့အတွက်ကြောင့်ဒီလင်းရင်းနေလဲသူမဝင်နိုင်ဝယ်မှာလည်းမဟုတ်လေဒါရောက်ဟို investment အရန်ကြီးအဲ့ခါကျတော့သူကဒီ freight forwarder တယောက်အနေနဲ့ ကိုက service ပေးတော့မယ်ဆိုရင် ကိုဘာကိုပေးမှလဲပေးရမယ့် service နဲ့သက်ဆိုင်သောအရာတွေကိုချိတ်ဆက်ရတယ်အဲ့တော့ carrier လား vendor လားဒါမျိုးတွေနေချိတ်ဆက်ရတဲ့အတွက်ကြောင့် carrier တွေ vendor တွေကိုတိဖို့လိုပါတယ်ဒီမှာဆိုတော့နမူနာအနေနဲ့ဒီ Costco Evergreen ရဲ့ Max ရဲ့ ONE ရဲ့ကတော့တမောလိုင်းနေဖြစ်ပြီးတော့ ANA တို့ Qatar တို့ DHL တို့ကတော့ဒါ airline ကိုနမူနာပြထားတာပေါ့နော်ကားဂိတ်ကတော့မြန်မာနိုင်ငံမှာပြရစရာကားဂိတ်တွေပါတယ်မရှိတဲ့အတွက်ကြောင့်ရှင်တဲ့ဒီမှာတော့မပြထားဘူးပေါ့ပြောချင်တာက ဒီ carrier တွေ vendor တွေက freight forwarder အတွက်အရင်အရေးပါပါတယ်အဲ့တော့မရှိလို့ဘာမှလုပ်လို့မရဘူးပေါ့နော်နောက်တစ်ခါ government body နော် government body မှာဆိုရင်အဓိကတော့အောက်ခွန်ပေါ့နော်အောက်ခွန်နေပါမယ်နောက်ပို့ရဲ့ official တွေပါမယ်နောက်ပြီးသွားလို့ရှိရင်ဒီ international trade လုပ်ပေးနိုင်တဲ့ဒီ